စကားကြီးလေးကောမပေါက်ကြစေနဲ့အရင်ကောင်းလို့မို့လို့နားထောင်ကြည့်ကြပါရှင်တော်အတိုင်းပြည်တပြည်မှာမင်းလုံအုပ်ချုပ်နေတဲ့ဘရင်တပါဟာတနေ့မှာတော့သူစင်းရဲတယောက်အယောင်ဆောင်ရုပ်ဖြတ်ပြီးတော့တိုင်းပြည်အခြေအနေလေ့လာဖို့မင်းနေပြည်ကနေတိတ်ဆိတ်ထွက်ခွာခဲ့ပါတယ်သူပထမအဆုံးရောက်ခဲ့တဲ့နေရာကတော့အလွန်စင်းရဲတဲ့အဖို့အိုလင်မယားနေတဲ့အိမ်စုပ်ကလေးစီကိုပါအဖို့အိုလင်မယားတော့ပေမန်းစင်းရဲစွာနဲ့ရောက်ခင်းထဲမှာစိုက်ပြုတ်လောက်ကင်စားတောင်းနေရလားအယောင်ဆောင်ဘရင်ကြီးကလည်းတွေ့ရတယ်လေဒီမှာပဲတ냐အိတ်ဖို့တဲဖို့ခွင့်တောင်းတော့လေအဖို့အိုလင်မယားခွင့်ပြုပြီးတော့ လူလေသေးမရှိအောင်လေရှိတာလေးနဲ့ဧခံကျွေးမွေးကြပါတယ်လူစင်းရဲပေမဲ့စေတနာမစင်းရဲတဲ့အဖို့အလင်မရဘူးအယောင်ဆောင်ဘရင်ကြီးကလည်းစိတ်ထဲမှာကြိတ်ပြီးတော့ဂျေစုတင်နေမိတာပေါ့ညကြတော့အဲ့ရမဝင်ခင်အတူတူထိုင်ပြီးတော့စကားပြောတဲ့အခါမှာဘရင်ကြီးကလည်းအဖို့တို့မှာစားမဲ့တောက်မဲ့လူလည်းမရှိဘဲနဲ့ဘာလို့တလောက်များပေမန်းကြီးဆိုအလုပ်တွေလုပ်နေရတာလဲဒီရွယ်ဆိုတာလည်းတားတော့သမီးကန်အလုပ်ကိုလွှဲထားပြီးတော့ဖျားသွားကြောင်းတဲ့လုပ်နေရမှာမလားအဲ့ဒီလိုပြောလိုက်ပါတယ်အဲ့ဒီခါမှာအဖို့ကလည်းဒီလိုပြန်ပြောပါတယ် အမောင်ပြောတာကတော့ဟုတ်ပါလိမ့်ရဲ့ဒါပေမဲ့သားသမီးဆိုတာလေသူ့မီးနဲ့သူ့အပူဖြစ်နေကြတာမလားကျုပ်တို့မှလည်းကိုစားဖို့တင်မကောက်ဘူးခိုးမူကြီးကိုလည်းပေးရသေးတယ်အာကနာဧည့်သည်ကိုလည်းကျွေးရသေးတယ်သမုဒ္ဒရာတဲ့ကိုလည်းပြစ်ချသေးတယ်လေရန်သူကိုလည်းရှာဖွေကျွေးမွေးရပါလေအဖိုးရဲ့စကားကလည်းဘယင်းကြီးအတွက်ထူးဆန်းနေပါလေအထိပယ်ကိုသဘောမပေါက်တာကြောင့်အဖိုးကိုပြန်မေးမိတာပေါ့အဖိုးရဲ့စကားကိုအထိပယ်ကိုတော့တစိမ့်လောက်ရှင်းပြပေးပါလားခင်ဗျအဲ့ဒီခါမှာအဖိုးကလည်းအထိပယ်ကိုရှင်းပြပါတယ် ဒီလိုပါအမောင်ခိုးမူးကြီးကိုပေးရတယ်ဆိုတာတာကတိုင်းပြည်ကိုဓမြတခိုးရန်သူတွေရဲ့ရန်နေကာကွယ်ပေးထားတဲ့ဘရင်မင်းမြတ်တို့အားအခွန်ပန်းနာဆက်တာပေးရလို့ဖြစ်ပါတယ်အဘရင်ကိုဘာလို့မလို့ခိုးမူးကြီးလို့ဆိုရပါတယ်အဖိုးဒီလိုပါကျုပ်တို့နဖူးကချွေချေမကြအောင်ရှာဖွေထားရတဲ့အဥ္စာကိုတခိုးဓမြရဲ့လက်ကိုမပါရအောင်ကာကွယ်ထိန်းသိမ်းပေးနိုင်စွမ်းရှိလို့ခိုးသူတို့ရဲ့အကြည့်မှုလို့ဆိုလိုတာပါဘရင်ကြီးကလည်းအဖိုးရဲ့အဖြေကိုသဘောကျတော့ပါတယ် ဒါနဲ့ပဲနောက်ထပ်တခွန်းကိုထပ်မေးပြန်အာဂါနုဧည့်သည်ကိုကျွေးမွေးရတယ်ဆိုတာရရောဘလို့အတိတ်ပဲမျိုးပါလေလောကမှာမိဘအားကျွေးမွေးဆောင်းလျှောက်ခဲ့တဲ့သာသမီဆိုတာတကယ်တော့ဧည့်သည်တွေရောရဲ့အမောင်အချိန်တန်အရွယ်ရောက်တဲ့အခါမှာသူတို့လန့်သူတို့ရှောက်ကြတာပဲမလားဒါကြောင့်မလို့သူတို့ကိုအာဂါနုလို့ဆိုလိုရတာပါအမောင်ရင်ဒီစကားကိုကျတော့လည်းဘယင်ကြီးကသဘောကျပြန်တယ်လေအဲနောက်ထပ်စကားအတိတ်ပဲကိုလည်းထပ်ပြီးမေးလိုက်ပြန်တယ်ဒါဆိုရင်သမုတ်တရားတွေလည်းချရတယ်ဆိုတဲ့အတိတ်ပဲရရောဘာပါလဲ ဒါဒီလိုပါချောင်းမြေအသွေးတွေတို့ကနေလာတဲ့ရေမှန်သမျှဟာပင်လေသမုတ်ဒီယာတွေကိုစီးဝင်ကြပေမဲ့ပြည်ရိုးထုံးစံမရှိသလိုပဲတနေ့တနေ့ကျုပ်တို့စားသမျှအားလုံးကလည်းဝမ်းကောင်းထဲမှာပြည့်တယ်လို့မှမရှိတာအမောင်လည်းအသိပဲမလားဒါကြောင့်သမုတ်ဒီယာတွေကိုပြစ်ထည့်ရတယ်ဆိုတာကလည်းရှာဖွေရသမျှကျုပ်တို့အသက်ရှင်နေထိုင်ဖို့အတွက်ဒီဝမ်းကောင်းကိုအစားစာဖြည့်ထည့်ရတယ်ဆိုတာကိုဆိုလိုတာပါအဲဒါဆိုရင်နောက်ဆုံးစကားရန်သူကိုရှာဖွေကျွေးမွေးရတယ်ဆိုတာဘာပါလဲဒါကတော့ပိုရေးကြီးပါတယ်အမောင် ကိုကချစ်ကျင်လို့ပေါင်းသိနေထိုင်တဲ့ဇနီးမယားဟာကိုယ့်ရဲ့ရန်သူပါပဲအလိုဒီစကားကတော့အစမ်းပါလားရှင်းပြစမ်းပါအောင်အဖိုးရေစိတ်တူကိုယ်တူဆိုပြီးတော့ကိုကချစ်ခင်ပေါင်းသိနေပေမဲ့ကိုယ့်ရဲ့အသက်နဲ့စည်းစိမ်ကိုအများဆုံးဒုက္ခပေးနိုင်ခြင်းရှိတာလေဒီဇနီးမယားပါရဲ့အမောင်ဒီစကားကတော့ရေးကြုံလာတဲ့ခါမှာအမောင်တိလာပါလိမ့်မယ်အခုကတော့ရန်သူကိုလည်းရှာဖွေကျွေးမွေးနေတယ်လို့ပဲမှတ်သားလိုက်ပါအမောင်နောက်ဆုံးစကားကိုဘဝင်မကြပေမဲ့လည်းမှတ်သားလောက်เสียမှလို့လက်ခံလိုက်ပြီးတော့ သူကဘယင်းဖြစ်ကြောင်းပြောဆိုလိုက်တော့အဖိုးအိုလင်မင်းအားလည်းပြပြတလဲဖြစ်သွားတာပေါ့မကြောက်ကြပါနဲ့အဖိုးတခုတော့ပြောပြစီအဖိုးပြောတဲ့စကားကြီးလေးကုန်းကိုဘသူ့အမလည်းမပြောမိစေဖို့အတွက်မှားခဲ့ပြစီတကယ်လို့ပေါက်ကြားခဲ့ရင်သေတံတင့်မာကိုလည်းသဘောပေါက်စေချင်ပါလေစိတ်ကြပါမပေါက်ကြားစေဖို့လည်းဂရိပေးပါတယ်မင်းကြီးအဲ့ဒီလိုနဲ့ဘယင်းကြီးကလည်းနန်းတွင်းကိုပြန်သွားပြီးတော့နောက်တနေ့ညီလာခံမှာအဖိုးကိုပြောဆိုခဲ့တဲ့စကားကြီးလေးကုန်းကိုမူးမတ်တေကိုပြောဆိုမေးခွန်းထုတ်ပြီးတော့အတိတ်ဘယ်တွေကိုမေးမြန်း မူမတ်တွေအားလုံးကလည်းမဖြေဆိုနိုင်ကြဘူးလေအဲ့ဒီတော့ဘယင်ကြီးကလည်းဖြေဆိုဖို့အတွက်အချိန်9ရက်ပေးလိုက်မူမတ်တွေအားလုံးကလည်းအကြက်ရိုက်နေတဲ့အချိန်လူလေအမတ်တယောက်ကတော့ဘယင်ကြီးခီးထွက်ပြီးပြန်လာမှဒီစကားလေးကိုမေးတာဆိုတော့အကြောင်းရှိရမယ်ဆိုပြီးဘယင်ကြီးသွားခဲ့တဲ့လမ်းကြောင်းကိုစုံစမ်းရှာဖွေရမှာတော့အဖိုးကိုလင်မယားရှိရာကိုရောက်သွားခဲ့ပါတယ်အမတ်လူလေကလည်းအဖိုးကိုတစိုးလက်ဆောင်နေပေးစကားကြီးလေးကိုမေးပေးမယ်အဖိုးအိုကတော့လုံးဝမပြောခဲ့ဘူး နောက်ဆုံးမှာအဖိုးအိုရဲ့ဇနီးအဖွားအိုအသက်ပြားငွေတထောင်ပေးပြီးတော့မေးတဲ့ခါမှာတော့အဖွားအိုကလည်းငွေကိုယူပြီးတော့စကားကြီးလေးကုန်းရဲ့အတိတ်ပဲကိုပြောကြခဲ့ပါတယ်။ဒါနဲ့ပဲရက်ချင်း9ရက်ပြည့်လို့ညီလာခံပြန်ဝင်တဲ့အခါမှာဘယင်ကြီးကိုဘသူမှအပြေမပေးနိုင်ကြပေမဲ့လူလေအမက်ကတော့ခက်ကြွားကြွားနဲ့ဖြေးလိုက်ပါတယ်။ဒါပေမဲ့ဘယင်ကြီးကလည်းသူ့အစွမ်းဆောင်နဲ့ဖြေးနိုင်တာမဟုတ်မှန်းသိနေတော့မှန်မှန်ပြောမှန်မှန်မပြောရင်တေးတံပေးမယ်။ဘလို့သိလာလဲဆိုတာကိုမေးလိုက်တော့မှအကြက်ကင်ပြီးမေးတော့မှပဲ အဖိုးအိုလင်မယားစီကနေတိလာလို့အမှန်တိုင်းပြောလိုက်ပါတယ်။ဘယင်းကြီးကလည်းအဖိုးအိုလင်မယားကိုအမျက်မှန်ရှပြီးတော့လဲရှေ့တော်ကိုခေါ်ဆင်းလိုက်တယ်။ရှေ့တော်ရောက်တော့လဲအဖိုးပေးခဲ့တဲ့ဂရီကိုဖြတ်ပြီးတော့ဘာလို့တားမြစ်ချက်ကိုလွန်ဆန်ရတာလဲ။တေတံပေးခံရမှာကိုအဖိုးမကြောက်ဘူးလား။မင်းကြီးကျွန်တော်မျိုးဟာစင်းရဲနှုံချပေမဲ့ဂရီစကားတစ်လုံးကိုအသက်ထက်ကားဝဲပါတယ်။ကျွန်တော်မျိုးရဲ့ဇနီးပြောကြခြင်းသာဖြစ်ပါတယ်။အသက်ပြောင်းွေတစ်ထောင်အတွက်လဲကျွန်တော်မျိုးရဲ့အသက်ကိုရောင်းစားမယ်။ ဇနီးတွေဟာအနည်းဆုံးရန်သူဖြစ်ကြောင်းကိုမင်းကြီးတလောက်ဆိုရင်သဘောပေါက်နားလည်ပြီးတော့ယုံကြည်လောက်ပါတယ်အဲ့ဒီတော့မှပဲဘယင်ကြီးကလည်းစိတ်ထဲမှာဘဝင်မကြခဲ့ရတဲ့နောက်ဆုံးစကားရဲ့အထိပယ်ကိုနားလည်လက်ခံသွားပြီးတော့သူ့အစင်းရဲ့အဖိုးအိုလင်မယားကိုလည်းစုလက်များပေးသနာလိုက်ပါတော့တယ်